အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့သူများအသင်းတွေအပြောင်းရွှေ့သတင်းလေးနည်းနည်းလေးညင်လာတဲ့အချိန်မှာကိုယ့်အသင်းကအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးအမြဲတမ်းလှုပ်လှုပ်ခက်ခက်ဖြစ်လာတယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့လိုပြောင်းရွှေ့တွေဖြစ်လာပြီးဆိုရင်တော်တော်လေးကိုဒါကျွန်တော်တို့ရည်ရတဲ့ situation နေလဲအမြဲတမ်း spa အသင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ spa အသင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးသူများရဲ့တမြဲနဲ့တမူထူးတယ် တကယ်ဥတ္တမထူတာတကယ်ဥတ္တမထူတာသူများတွေလို့မဟုတ်ဘူးဒါသူများတွေကလူမျိုးတမကစားသမားကိုစိတ်ဝင်စားတယ်စကားပြောတယ်ဒါကျွန်တော်ဆက်သွယ်တယ်ပြီးရင်ဒါကျွန်တော်တို့ချုပ်လိုက်တယ်ဒါလိုပူဇော်မှုဆိုစပါးအသင်ကအဲ့လိုမျိုးလွယ်လွယ်ကူကူမလုပ်ဘူးတောင်းတောင်းအဲ့လိုကအဲ့လိုမျိုးလှုပ်လေလှုပ်ထရှိရတဲ့မှာမတူဘူးပေါ့နော်အဲ့တော့ဒါဘုံမွန်လင်းလင်းပြောရမယ်စပါးအသင်ရဲ့အလုပ်လုပ်ပုံကသူများတွေထက်အများကြီးအများကြီးခြားနာတယ်အများကြီးအများကြီးကွာခြားတယ်ဒါဘုံမွန်လင်းလင်းပြောတာအဲ့တော့ အခုလက်ရှိမှာဒါကျွန်တော်မင်းညာကပို့ဦးဂိမ်းက surprise bomber တကူကျွန်တော်စပါအသင်းပေါ်ချခဲ့တယ်ပေါ့နော်ဒါပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့အခုလက်ရှိအခြေအနေတွေအရဆိုရင်တော့ဒါကျွန်တော်တို့စပါအသင်းနေနဲ့ကျွန်တော်လက်ရှိနောက်ဆုံးရ update တတိယနေရပို့ဦးဂိမ်း bomber အရဆိုရင်တော့စပါအသင်းက easy drop ပြန်လည်ပြီးစိတ်ဝင်စားနေပြီတရားဝင်ညှိနှိုင်းမှုတွေကိုပြုလုပ်နေပြီဆိုတော့တတိယဒီတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီလို့ပြောလို့ရတယ်ဒီမှာပါတယ်အဲလက်ရှိဒါကျွန်တော်တို့အနေထားရနောက်ဆုံးကျွန်တော်တို့အဲတတိယနေအရဆိုရင်တော့ စပါအသင်းနေနဲ့ဒါ easy ကိုဒါတေချာလိုက်တော့မယ်ဆိုတဲ့ပုံစံဖြစ်ဒါပေမဲ့ရီရတာကျွန်တော်တို့စပြီးတက်လာတဲ့တဲ့ရင် bomber ကဒါကျွန်တော်တို့ easy ကိုကျွန်တော်တို့ခေါ်ယူမယ်ပုတ်ကူကြီးရာညှိမယ်ဆိုတဲ့တဲ့ရင်မဟုတ်ဘဲနဲ့ဒါကျွန်တော်နောက်ဆုံး update တွေအရဒါကျွန်တော်လက်ရှိတည်ရတဲ့လောက်ပေါ့နော် ပြောရမယ်ဆိုရင်တော့ဟိုစပါးအသင်းနေနဲ့အရေးကြကိစ္စအစားပြီးတင်းထွက်လာသူများအသင်းနေဆိုဗျာတက်မှာကစားသမားကိုဗနနစ်လိုက်မယ်ကစားသမားကိုပုတ်ကွေးရသဘောတူညီမှုရမယ်။ဘာညာဟိုလိုဒီလိုဒါကျွန်တော်တွေ့ရတယ်တော့မှပါတယ်။စပါးအသင်းအလိုမဟုတ်စပါးအသင်းရဲ့ပထမဆုံးထွက်လာတဲ့ဘွန်ပါတင်းကဘာလဲဆိုတော့စပါးအသင်းက easy အတွက်အရေးကြဈေးနှုန်းတည်ရပြီဆိုတော့တခါကျရင်ကျွန်တော်တို့အသင်းကပေါ့နော်လေရုပ်ရည်ချင်းဩငါတို့အသင်းကများမွေးညာနေလို့လားပေါ့နော်ရုပ်ရည်ချင်းကျွန်တော်ခုနကကျွန်တော်အမြင်နဲ့ပြောသူပဲစပါးအသင်းဒီလက်ရှိမှာဒါ top 6ထဲမှာဒါကျွန်တော်ဝင်ဝင်အများဆုံး top 4တို့မှ top 5ထဲမှာအမြင်နဲ့ပါတယ်အဲ့လိုမျိုးတော့တွက်လို့ရရတယ်အဲ့တော့ ။ဒါကိုကျွန်တော်ဟိုဝင်ငွေရှိရတော့အမျက်နဲ့တွက်မယ်ဆိုကျွန်တော်တို့ကတော်တော်လေးအမျက်များရတဲ့တင်းမှာဘာလို့ကျွန်တော်တို့ဒါကျွန်တော်အထွက်နေတဲ့တင်းဆိုတော့အဲ့တော့အဲ့လောက်ကြီးရတဲ့ကျွန်တော်လက်ရှိမှာသူများတင်းတွေလို့ဒါကျွန်တော်ဘယ်ကစားသမားကိုဘယ်လိုဥပမာလဲကစားသမားကိုခေါ်ပြီးမှကျွန်တော်အရေးကြချောင်းဥပမာလက်ရှိမှာဗျ Florian Rich ရဲ့အပြောင်းအရွှေ့ဆိုရင်ဒါကျွန်တော်တို့အဲ Liverpool တင်းက၄နှစ်ရေးကြပြီးမှဆိုကျွန်တော်အကုန်လုံးပြီးမှသိရတာဥပမာဒါကျွန်တော် Matthews ခွန်နာရဲ့အပြောင်းအရွှေ့ဆို Manchester United တင်းတွေဒီအဲအပြောင်းအရွှေ့မှာဒါ၃နှစ်နဲ့ငါ၄နှစ်ကြာအရေးကြပြီးမှဆိုတော့ကျွန်တော်တို့ဒါ Fabio Romano နဲ့ဒါကျွန်တော် United က release clause ကိုပေးလိုက်မှကျွန်တော်သိရတယ်အဲ့တော့ Spa တင်းကလို့မဟုတ်ဘူး စပါးသိနေခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းတစ်ဖက်အသင်းမှာဒါကျွန်တော်တို့ easy နဲ့ပတ်သက်ပြီး68သန်းရှိတယ်။ဒါကိုကျွန်တော်နားလေးဘူးလို့။ဒါပေမဲ့အခုလက်ရှိမှာဒါအဲ့ဒီ68သန်းနဲ့ပတ်သက်ပြီးတော့ဒါ Crystal Palace ကဘယ်သူမှမပေးမလန်းသိကော။ Okay အဲ့ဒါဆိုရင်တော့ငါတို့ပေါင်သန်း60ကိုလက်ခံမယ်ပေါ့နော်။ပေါင်သန်း60ကိုငါတို့သုံးနှစ်အရေးကြပထမဆုံး down payment နဲ့ဆိုတာတန်း30ဒုတိယတန်းဟိုဟာဒုတိယ payment 20တတိယ payment 20အဲ့ရောက်ပေါ့တန်း30ကို3ရက်ခွဲပေးတဲ့ပုံစံမျိုးကိုငါတို့လက်ခံမယ်ဆိုတဲ့ပုံစံ။ခမရဘဲခမရစမ်းလာကြည့်ဘဲတဲ့ငါအဲ့လိုမျိုး transfer news ကိုထွက်တာကြောက်ဘူး။ ရှက်ဖို့တော့ကောင်းတယ်ဗျာတကားကြိုက်အသင်းတစ်သင်းက operate လုပ်တာဗောနော် of course ကိုအသင်းကိုအားပေးတဲ့အသင်းကကိုလည်းရှိမှာဒါကျွန်တော် move to everton everton တော့လည်းမလုပ်တော့ပါဘူးနောက်ပိုင်းမှာဒါပါ move to ဒါကျွန်တော်တို့အဲပြောရမစို့အခုလည်းရှိတန်တက်လာတဲ့ sunderland တို့ဘာလို့ဆိုတမျိုးဗျာသိလားအားပေးတဲ့အသင်းဗျာ tottenham hotspur ပုံမှန်လင်းပြောရမစို့ကိုနဲ့ဘတ်တန်မယာပြောရမယ်အခြေအနေတခုဆိုရင်ဟိုကိုတည်း europa league ဝင်တာဗျာသိရမှာအခုလည်းရှိမှာ champion league ဝင်ထားတဲ့ဘယ်ဒီအဲ့ဒီဘယ်ဒီကအခုလည်းရှိမှာတန်း20နဲ့3လောက်ရှက် ဟေးရရရတကယ်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 ရရတာဟိုအိုးဟိုလေဗိုင်ရဒန်နီယယ်လေဗိုင်ရနောက်က လုံးလုံးနေတဲ့ logic ကိုကျွန်တော်ကတော်တော်လေးကိုဒါကျွန်တော်တို့ယီကျင်တာပေါ့နော်အဲ့တော့ poor give code ကလည်းဒီနေရာမှာဒီတင်းသူကသူကြားတာသူမယုံနိုင်ဘူးဆိုရင်အောက်က reply စင်မှပြန်လာတယ်ပေါ့အဲ့တော့လက်ရှိမှာဒါ easy go spa လိုက်ပြီပေါ့ဗျာပြောချင်တာအဲ့ easy ကဘယ်တော့မှမ spa တင်နေတာကြောင့်ပုတ်ကူရေးရပြဿနာလုံးဝမရှိဘူးလက်ရှိမှာဒါ easy ရဲ့ idol ကလည်းဒါဆွန်ဟောင်မင်ဖြစ်တယ်ဒါ easy ကလည်းသူ့ရဲ့မိသားစုတွေကိုသူကိုယ်တိုင်ကဒါကျွန်တော်တို့ total hospital thing ကိုအားပေးတဲ့အတွက်ကြောင့်မလို့ဒါ easy ကဒါကြောင့်ပုတ်ကူရေးရဒါသဘောတူညီမှုက spa တင်တော့ဘယ်တော့မှခက်ခဲကြစားမှာမဟုတ် easy ကိုယ်တိုင်ကလွန်ခဲ့တဲ့နှစ်တွေကလေးက spa thing ကိုပြောင်းရွှေ့ခြင်းက တာဖြစ်ပြီးတော့မနစ်ကဆိုမမေရစပါတင်ကိုသူ့အနေနဲ့စာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးပေးချေစီခြင်းခဲ့ပြီးတော့စပါတင်ဘက်ကစာချုပ်ဖြတ်သိမ်းကြီးမပေးခဲ့ဘူးအဲ့တော့ဒီနေ့မှာ Crystal Crystal Palace နဲ့ကျွန်တော်သိလောက်ပါဘောနော်သူတို့က Europa League ခုလက်ရှိမှာသူတို့ရဲ့ investor ဖြစ်တဲ့ John Textor ကနေပြီးတော့အသင်းကနေထွက်သွားဖို့တဲ့ရာခိုင်နှုန်းများနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတိရတဲ့နောက်ဆုံး update ရဆိုရင်တော့ဒါ Crystal Palace ဘော Europa League ဝင်ပါတော့ easy ကိုရောင်းဝယ်ရတဲ့အတန်း60ကိုသူတို့နေတာနောက်ထပ်ကစားသမားတစ်ယောက်ထပ်2ယောက်လောက်ထပ်ဝယ်မယ်ဘောနော် Oliver Glasner အဲ့လိုဖြစ်မယ်အဲ့တော့ တီယာလောက်ကလက်ရှိဒီလိုပုံစံမျိုးဖြစ်သွားပြီအဲ့တော့စပါတင်ကခုလက်ရှိမှာဒါကျွန်တော်အရေးကြအတိုးမဲ့ကစားသမားတယောက်ကိုခေါ်ယူဖို့အတွက်စတင်ပြီးစီစဉ်နေပြီ easy ဖြစ်တာတော့သဘောကျပါကျွန်တော် easy ကို personally ကတော်တော်ဘောတော်တော်လေးသဘောကျတယ် easy ဖြစ်လာမယ်ဆိုတော့ကျွန်တော်မြင်ကြည့်တာပေါ့ medicine လည်းဝင်ပေါ့သွားမှုဖြစ်လို့ easy ကိုတိုင်းလည်းဝင်းတွေကိုလည်းဖြန့်ဆော့နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်ကျွန်တော်သူ့အနေနဲ့ဒါ creative outlet ပုံများတဲ့ကစားသမားတယောက် spa မှာရှိတာပေါ့ပြောချင်တာလက်ရှိမှာ spa အသင်းကပြဿနာကဒါ medicine မရှိဘူးဆိုတော့ဒါ server အသင်းကဒါကျွန်တော်တိုက်စင်ကြီးကတည်တည်သွားတာများပေါ့ဆိုတော့ creative outlet နေလို့အဲ့တော့ creative outlet ပေါ်လာမှုဆိုတော့ကျွန်တော်ကဝမ်းသာတယ်ကြိုးစူတယ်တကယ်ကိုဒါကျွန်တော်ကဝမ်းသာပျော်မိတယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒါ spa အသင်းနဲ့ဒါကျွန်တော်တကယ်ထွက်လာတဲ့တဲ့င်းကလည်းဒါပြန်စဉ်းစားကြည့်မှာတော်တော်လေးကိုကြီးကျယ်စရာတကောင် တော်တော်လေးကိုဟာသဆန်တဲ့သတင်းပုံစံမျိုးဖြစ်နေတာကတော့တော်တော်လေးကိုဟိုအေးပေါ့လူကြားတဲ့ပြောစရာဖြစ်ခဲ့တာပေါ့နော်အဲ့တော့ဟိုစပါပရိသတ်တွေကြားထဲမှာလည်းအကုန်လုံး why now နေကြတာပေါ့နော်မင်းတို့သတင်းကမင်းတို့ငါတို့သင်ကလည်းသူများသင်လို့ပဲဒါကျွန်တော်တို့အပြောင်းရွှေ့သတင်းမထွက်လိုက်နဲ့အပြောင်းရွှေ့သတင်းလေးများထွက်လိုက်ရင်ဒါဟိုတိတ်ခါကြားစရာကောင်းတဲ့အပြောင်းရွှေ့သတင်းဆိုပြီးတော့အကုန်လုံး why now နေလို့ပဲအဲ့တော့ အမှန်တမ်းပြောမှာဟုတ်လဲဟုတ်ပါတယ်ထပါအဲ့တော့လက်ရှိမှာစပါသိနေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အဲ easy ကိုချိတ်ဆက်သွား easy ကိုချိတ်ဆက်ချိန်မှာ Xavi Simons ကိုဘလို့နေမယ် Xavi Simons ကိုလက်ရှိမှာစပါသိကပေါင်65သန်းတဲ့အထက်ပူမပေးခြင်းဒါပေမဲ့ Xavi Simons ရဲ့အပြောင်းရွှေ့ကိုလည်း RB Leipzig အနေနဲ့အခုလက်ရှိမှာသူတို့အနေနဲ့အရေးကြတဲ့ပေးလို့ရတယ်ဆိုပြီးစပါသိကိုတရက်ဝင်တယ်ကျွန်တော်တို့ inform လုပ်ထားတယ်ပေါ့နော် again is Xavi Simons ကိုမင်းတို့လိုချင်နေဆိုရင်တော့ဒါကျွန်တော်တို့ကိုယ်တိုင်ကတီမူဝါနာနဲ့ပတ်သက်ပြီးစပါသိကဒါ RB Leipzig နဲ့ဒါကျွန်တော်တို့ score မူနဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါ okay မင်းတို့ Xavi Simons ကိုလိုချင်တယ်ဆိုကစားသမားနဲ့ပုံကူကြီးရသဘောတူညီမှုရအောင်ညိပေး ီးတော့ငါတို့က65တန်းပတ်ချလဲဝင်ကြတယ်မင်းတို့ရောင်းပြီးမယ်အဲ့တော့လက်ရှိမှာစပါပရိသတ်တွေကြားထဲမှာဒါကျွန်တော် easy la zavi simmons la ဆိုတဲ့မိကွန်းတွေကိုမေးရမယ်တယ်မပါအဲ့တော့အဲဒါဒီကစားသမားကိုခေါ်ဖြစ်ခဲ့မယ်ဆိုတော့စပါအသင်းနေနေတာကျွန်တော်စံချိန်နေပြောင်းရွှေ့ကြည့်တကူဒါနောက်နှစ်မှာထပ်ပြီးတော့ဖြတ်သွားရလိမ့်မယ်ပြောတယ်အဲ့တော့ကျွန်တော်ဒီလောက်ဒါကျွန်တော်လက်ရှိမှာဆူလန်ကီက55တန်းပေါ့နော်စံချိန်ပြီးပြောင်းစီစားကျွန်တော်တို့ ယူရိုတက်မယ်ဆိုယူရို68သန်းလောက်နေနေရှိတယ်။အဲဒါရှိမှဒါကျွန်တော်ယူရိုနဲ့ဒီကောင်နဲ့တွက်မယ်ဆိုရင်တော့ယူရိုသန်း80သောင်းနေနေဖြစ်သွားမယ်ပေါ့နော်။ easy ရဲ့အပြောင်းရွှေ့။အဲ့တော့မဆိုပါဘူးစပါးသင်းနေတဲ့ကျွန်တော်လက်ရှိမှာစံချိန်နေပြောင်းရွှေ့ကြီးနောက်တစ်ခုတုံးတယ်ပေါ့နော်။ကျွန်တော်တို့စံချိန်နေပြောင်းရွှေ့ကြီးဆိုလစ်ဗာပူးအသင်းရဲ့စံချိန်နေပြောင်းရွှေ့ကြီးရဲ့ဒါ နှစ်ပုံတစ်ပုံပဲရှိတယ်ဟီ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 ဆက်စရာအဲ့ဒါပါလက်ရှိမှာ top 6အသင်းတဲမှာအသေးဆုံးအသင်းနေဒီလိုမျိုး operate လုပ်တာအသင်းကို operate လုပ်ပြီးတာတော့မှကျေးဇူးတင်ရမထိုင်ရှိခိုးရမလို့ဖြစ်နေတဲ့သဘောမှရှိတယ်ပေါ့အဲ့ဒါပါလက်ရှိ entire လက်ရှိ update တွေရဆိုရင်ဒါကျွန်တော်ကတော့ပုံမွေလင်းလင်းပြောရမှာဆိုတော့ okay တဲ့ it's okay man အသင်းကိုဒူခေါ်ပြီးတာပဲထိုင်ရှိခိုးပြီးတာကျွန်တော် live ကိုဒါကျွန်တော် appreciate လုပ်ရမှာဖြစ်နေအဲ့တော့ spa အသင်းနဲ့ဒီအပြောင်းရှိမှာဒါနောက်ဆုံး alisa ကိုရဲ့ဖတ်ပုံရဆိုရင် spa အသင်းနဲ့လုံးဝထိလို့မရတဲ့ကစားသမားတွေရှိတယ်ထိလို့မရတဲ့ကစားသမားတွေအသင်းကလည်းလုံးဝအသင်းကပြေးထွက်သွားမှာမဟုတ်ဘူး ူးအဲ့ကစားသမား Brandon Johnson ပါတယ်လို့သိရတယ်ပြီးရင်တော့ဒါကျွန်တော်တို့ Vicario ပါတယ်ပြီးရင်တော့ Pedro Porro ပါတယ်နောက်တန်းကစားသမားတော်တော်များများပါတယ် Destiny Udogi ကိုလည်းရှိမှဒါ AC Milan ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့ AC Milan နဲ့ Destiny Udogi ကို Euro တန်း30ပဲပေးနိုင်တဲ့ကြောင့် Spa သင်းအနေနဲ့သူတို့ထင်ထားတဲ့ budget အများကြီးလွန်းကျွန်တော်တို့ Destiny Udogi ကိုလည်းမရောဘူးလို့သိအဲ့တော့ Spa သင်းနဲ့ဒီနှစ်နွေရာသီမှာနောက်တန်းကိုတော့ထပ်ဖြည့်ဖို့ season မရှိတော့တော့ဘူးလို့မြင်ပါတော့ Danzu လည်းရှိတယ်ဒါကျွန်တော်တို့ Radu Dragusin လည်းရှိတယ်ဒါအပြင်ကျွန်တော်တို့လည်း Van der Vin ဒါ Christian Romero ဒီလိုကစားသမား၄ယောက်တော့စန်တာဘက်၄ယောက်တော့ရှိနေတယ် Spa သင်းနဲ့ခန်းစားစန်တာဘက် ော့မဖြစ်တော့ဘူးဒါအပြင်လက်ရှိ LSG ရဲ့ပြောပုံအရဆိုရင်တော့ဒါကျွန်တော်ဘယ်သူ LSG ရဲ့ပြောပုံအရဆိုရင်တော့ဒါကျွန်တော်တို့ကျွန်တော်ဗတ်မီယာတော့ပေါ့နော်ဒါကျွန်တော်လက်ရှိသိရတော့ အဲစပါတင်ရူမဲရိုကိုလည်းရောင်းချဖို့လုံးဝလုံးဝအစီအစဉ်မရှိဘူးသူတို့အနေနဲ့ဒါရူမဲရိုကိုရောင်းမယ်ဆိုရင်တော့အက်တလက်တီကိုမက်ထရစ်အနေနဲ့ဒါစပါဘက်ကတောင်းတဲ့ဈေးကိုမပေးနိုင်မှန်းတည်ကြတဲ့တို့ကြောင့်မို့စပါတင်ရူမဲရိုကိုဒီနှစ်တစ်နှစ်မှာအသင်းမှာဆက်ပြီးမြင်ရမယ်ဆိုဟောင်မင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့အခုချိန်ထိဘာမှမသိရသေးဘူးတကယ်ကိုဘာမှမသိရသေးဘူးဘာကြောင့်လဲဆိုဆိုဟောင်မင်းရဲ့ကိုယ့်ရဲ့ရှင်ရှင်တွေတောမက်ဖရန့်နဲ့မတွေ့ရသေးဘူးတောမက်ဖရန့်နဲ့ဆိုဟောင်မင်းနဲ့တွေ့တဲ့အချိန်မှာတော့လက်ရှိမှာဒါကျွန်တော်တို့အဖြစ်တစ်ခုခုပေါ်လာမယ်လို့တော့မြင်ရမယ်လို့ပဲပြောပြရစီအဲ့တော့လက်ရှိနောက်ဆုံးရ update တဲ့နေရဒီလောက်ပဲစပါတင်ကတော့ဝန်နိုင်တာဟိုလိုလိုဒီလို လိုဟိုဟိုဟိုရွှေရွှေဒီရွှေရွှေလုံနေတဲ့အပြောင်းရွှေတွေဖြစ်အဲ့တော့သူများတွေညီမစပါသင်းရဲ့အပြောင်းရွှေကထထပြီးတော့ကျွန်တော်တို့တရေလိုထထဖောက်တက်တဲ့စောက်ကြီးကတော့အခုချိန်ဒီပဲဒါပြောရမယ်လို့အဲ့တော့အတိုးကျလို့ဆိုရအရေးကျအတိုးမဲ့ကစားသမားကိုခေါ်ယူခြင်းနဲ့စပါရဲ့ဒါကျွန်တော်တို့စောက်ကြီးကအခုချိန်ဒီမပြောင်းလေးပဲပြောမှာဒါပဲအဘောလုံးပွဲတွေကိုတည်ရှိခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆံပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလေ Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များဆိုကူညီပေးလို့ရပါတယ်။ ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။အားလုံးကြိုတူပါရဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမငေါတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲ AAC တွေ့ကြတာပေါ့။အားလုံးကြိုတူပါရဲ့။မြန်မာလေးကလစ်ပြကြပါဗျ။မြန်မာလေးကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။ဒီပါဗျ။